မင်္ဂလာပါခင်ဗျာကျွန်တော်ခုဖတ်ပြခြင်းတဲ့စာရင်းကတော့စာရေးဆရာ John B. Knox ရေးသားတဲ့ဒုရုကိုကိုရဘာသာကြီးများဆိုတဲ့စာအုပ်ကိုဆရာဆန်းလွင်ဘာသာပြန်ရေးသားထားတဲ့စာရင်းကဖြစ်ပါတယ်ကမ္ဘာဘာသာကြီးများအကြောင်းကိုဖော်ပြရမှာ Hindu ဘာသာအကြောင်းကိုတင်ပြပေးနေတာဖြစ်ပါတယ်ပြည်တွင်ပြပလူသားမန်တို့၏ဟိန္ဒူဘာသာကိုးကွယ်ဝေပြုမှု အိန္ဒိယနိုင်ငံသားတာမန်လူများသည်နတ်ဖျားမြောက်များကို အကန့်အသတ်မရှိအစင်းစားအစင်းငင်းမရှိ ကိုယ်ွယ်စီကတ်သူများဖြစ်သည်ဟုယူဆလေရှိပါသည် အတွေ့အကြုံအရနတ်သားသို့မဟုတ်နတ်သမီးမဲရိုဒီဝီတပါးပါးကိုသာမိမိတို့အားအထူးစောင့်ရှောက်ထောက်မှသူဖြစ်ကာကွယ်စောင့်ရှောက်သောနတ်ဖျားဖြစ်ကိုယ်ွယ်ရန်လမ်းညွှန်နေစီတကားမူထိုနတ်ကိုမိမိအိမ်တွင် ဖះစဉ်နှက်စဉ်ပြုလုပ်ပြီးထိုနှယုတ်ကိုတင်ကအနှံ့ညာပူဇော်ပတ်သခြင်းကိုမပြတ်ပြုလုပ်ကြပါသည်သို့သောထိုသူသည်အခြားသောသဘာဝတရားကိုလုံရင်ပြသောတကူရှိအမျိုးမျိုးကိုလည်းကိုးဝယ်လိရှိပါသည်ထိုတန်ဖះများ၏အရေးအတွက်မှာမရီမတွက်နိုင်အောင်ပင်မြားပြားလာပါသည်ဟိန်းသူဘာသာဝင်များသည်သူတို့ကိုးကွယ်သောနတ်အရေးအတွက်မှာ 33ဂရေရှိသည်ဟုပြောလေရှိပါသည်ထိုရေအတွက်သည်တန်အောင်330မြသောအရေအတွက်ဖြစ်လေသည်ထိုမြကိုးကွယ်သောနတ်ဖရာအရေအတွက်များပြသည့်အရှိောက်သာမန်ကြီးရသားတို့သည်လိုအပ်လာပြီဆိုရင်နတ်ကောအသည်သူသူလှဲ့လေ၍ပူဇော်ပသလေတော်သည်သူသည်အလौကိစ္စတစ်ခုကိုပြုလို့ရရင်အခက်အခဲများကိုဖယ်ရှားလို့သောအခါဂနိရှ်ကိုပူဇော်ပသသည် ဂဏိရှိသည်စင်ဦးကောင်းရှိသော ရှိဝနာမည်ဤသားတော်ဖြစ်သည် သူသည်ကိုကာယကျမ်းမာတန်ဆွမ်းမှုကို လိုရှိသောအခါဟာနုမန်နတ်ကိုဝတ်ပြု၍ဆူတောင်းနေတော်သည်ဟာနုမန်နတ်သည် ရာမဇတ်ထဲကမြောက်မင်းဖြစ်သည်သူ၏ဖခင်သည် ဆုံးကန်ဤတွင်မူရာမဖျားကိုအတနာခံ၍ဆူတောင်းတတ်လေသည်ထိုကြည်ရသာသည် ကြောက်ရောကာ ကာလာဝိုင်းယောဂါများကိုကြံ့ညံခန့်၍သွားလာရာအရ၌ဥပအန္တရယ်ကင်းဝေးစေပြီးလျင်အလိုရှိအတောင့်တအပ်သောစည်းစိမ်ချမ်းသာတို့ကိုရရှိစေရန်အတွက်၎င်းသာသမိယရဏများစွာရရှိစေရန်အတွက်ကို၎င်းခြေရင်းနာများကျမ်းမာချမ်းသာ၏အတွက်တော့၎င်းသူသည်သက်ဆိုင်ရာအနတ်များသို့သွား၍ပူဇော်ပတ်ဆူတောင်းခြင်းကို ပြုလေသည်သူသည်နတ်ကုန်းကိုသွားပြီးနှယုတ်ရှိမှသာ သူဤကြီးညိုမှုကို ထုတ်ပေါ်ပြသသည်မဟုတ်ပေ။နေရာခတ်သိမ်းလို့၌အလားတူပူဇော်ပတ်သခြင်းအမှုကို ပြုလုပ်လေသည်။သူသည်မြေထဲမှ ကြောက်တုံးလုံးလုံးဝိုင်းဝိုင်းတွေ့လင်းလဲဆယ်ယူပြီးလမ်းပြီးမှချကရှီဘွားနမင်းဤသင်္ကေတအဖြစ် ကိုကွယ်သည်။တဲ့ဘင်ကိုတွေ့လင်းရဲ့ဟင်းသဘရာအနီအောင်စင်းများဖြင့်တုံလိမ့်မိလျင်သဘာဝတရားဤအသီးနှံဖြူထုံးမှုစွာအဖြစ်သတ်မှတ်၍ပူဇော်ပတ်သပြန်လေသည်။ မောင်မဲသောလှိုင်းကူများကိုမူယမမင်းသေမင်းဖြစ်သတ်မှတ်၏ကိုးကွယ်ကြပြန်သည်တသက်တာယုံကြည်ကိုးကွယ်စည်းကမ္မှုပြုလုပ်ရတွင်တာမန်အယက်သားတို့သည်မိမိတို့အလိုရှိသောကိစ္စအတွက်သာလျှင်သူ၏ဘာသာရေးအသိစိတ်ဓာတ်ကိုဖျော်ပြသည်မဟုတ် အခါခတ်သိသူ့အတွက် သူပူဇော်ပသခြင်းအမှုကိုပြုနေရမည်ဆိုသောသဘောဖြင့်လဲဝိပုစုတောင်းခြင်းကိုပြုတတ်ကြလေသည်မိမိတို့ရွယ်ရွာလိုက်ရှိခိုးဝိပုဘုံ ၃မျိုးကို တပြိုင်နက်တည်းပြုလုပ်နေသည်ပထမသူကိုယ်တိုင်လိုအပ်လာလျင်လိုအပ်သလိုအိမ်ကနတ်စင်ဖရာစင်ရှိမှဖြစ်စေဖရာကြောက်မှသွားရင်ဖြစ်စေမိမိကြီးညိုစိတ်တန်ရအခြားတနည်းအားမှဖြစ်စေပူဇော်ပတ်သားခြင်းမိသားစုကိုယ်သားနတ်ဆရာက ဖြစ်စေအိမ်သားထဲမှ မျိုးသမီးအသက်ကြီးသူတို့ကဖြစ်စေအကိုအဘေစသည်တို့ကဖြစ်စေဥဆောင်၍အိမ်ရှိဖရာစင်ရှိမှ ပူဇော်ပတ်သပွဲကိုကျင်းပလေရှိသည် တတရအမှုမှာမိမိတူတဲ့အတွက်ဖြစ်စေမိသားစုတစ်ခုလုံးအတွက်ဖြစ်စေ ပြုလုပ်သည်ဒေသဆိုင်ရာနတ်ဆရာကနေ့စဉ်အချိန်များစွာဒေသဆိုင်ရာနတ်ကုန်းမှာဖူဂျာဟု ခေါ်သောပူဇော်ပွဲများကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်သို့သောဤမျှလောက် ပူဇော်ပတ်သရုံးဖြင့်လေလူသားမန်တို့၏လူရင်ဆန္ဒလုံးစုံကားပြည့်စုံနေမရှိ။ သူသည်အရတဘာသို့လက်လေဖရာဘူးသွားပြီး ထူးခြားသောအကျိုးရလက်ကောင်းကြီးမင်္ဂလာရရှိအောင်ပြုလုပ်လိုသောဆန္ဒလေးပြင်ပြလျက်ရှိတတ်သည်ဟိန္ဒူဘာသာဝင်သံမောင်းများစွာတို့သည်ဤကဲ့သို့ဖရာဘူးထွက်ကြပြီးနောက်ဝေကျောင်းတော်အလိုက်ဘာသာရေးအခမ်းအနားပြုလုပ်ရခြင်းကိုများစွာကြည်နက်အားရတတ်ပေသည်အလာဟဘတ်၌ပြုလုပ်လျက်ရှိသောမဂ်မလ ဖရာပွဲမျိုးသည် ိန္ဒူဘာသာဝင်များစုဝေးရာပွဲသဘင်ဖြစ်သည်ဥပမာဆိုရလေမြန်မာနိုင်ငံတွင်တောင်ပြိုးပွဲကျင်းပသောအခါမြန်မာပြည်ရဲ့ရဲမှနှကူယုံကြည်သူများစုယုံရောက်ရှိလာတဲ့ကဲသို့ဖြစ်သည်ဘာသာပြန်သူဦးဆန်းလွင်ဟိန္ဒူဘာသာဝင်များသည်နတ်များစွာကိုကိုးကွယ်ကြသည်လျှောက်တစ်နှစ်ပတ်လုံးပူဇော်ပွဲများကျင်းပနေရာမုံမြတ်သောအရာဌာနများလည်းများပြားလာသည် မုံမြတ်သောအရထာနာများမှနှမျိုးနှစားရှိသည် ပထမတစ်မျိုးမှာမုံမြတ်သောအရထာနာတစ်ခုမှာနတ်ကောများဖះဝတ်ကြောင်းများ မဆောက်ရည်မဖြစ်သောမုံမြတ်သောအရမျိုးလည်းတစ်ခုဒုတိယတစ်မျိုးတစားမှာနတ်ကောဖះအကြောင်းဆောက်လုပ်ပြီးမှမုံမြတ်သောနေရာဌာနအဖြစ်သတ်မှတ်ခြင်းခံရသောအရမျိုးဖြစ်လေသည်တခါတရံရှေးကတည်ရှိခဲ့ကြသော မုံမြတ်သောနေရာများကိုဘယ်အမျိုးအစားတဲ့သို့ထည့်အသွင်း စက်မှန်ရမည်ကိုမသိနိုင်တော့ဘူး။ပထမအမျိုးအစားမုံမြတ်သောအရာဌာနများသည်အများအဖြင့်တောင်ထိပ်များသို့မဟုတ်မြေပြန့်လွင်မြင်ဆိုလျက်နှက်ဆောက်သောလှိုင်ကောင်းများရှိရာထူးခြားသောပုံသဏ္ဍာန်ရှိသောကြောက်တုံးများရှိရာပတ်ကြားအပ်ကြီးများရှိရမည်ဖြင့်ရေပူစမ်းရှိရာအရာများတဘာဝအံ့ဖွယ်အချင်းအရာများရှိရာအရာဒေသများဖြစ်ပါသည်။ထိုအရာဒေသများသည်နတ်များလေပတ်လာရောက်အံ့ဖွယ်အရာများဖြစ် ယူဆကြပါသည်။ သို့သောအများအဖြစ်ထိုကဲ့သို့သောမုံမြထားသောအရာဌာနများသည် မြေကြီးများကံယူတလျှောက်မှာရှိတတ်သည်ဟိန္ဒူဘာသာဝင်များသည်သူတို့နိုင်ငံရှိအကြီးဆုံးမြေကြီးများကို မြစ်ဖျားမှ မြစ်မှအတိုင်အောင်မုံမြသောနေရာဌာနအဖြစ် ယူဆကြသည်ပူရာနိုင်မြေကိုယ်တိုင်းကို မြေခွေးတိုင်းကိုဂုံပြုအမွန်းတင်သောအဖြစ်ဝတ္ထုဇလန်တစ်ခုစီဖြင့်နတ်ဖျားများ ကြောက်ရောက်ရာအရက်များဖြင့်ချီးမွမ်းပြောဆိုကြလေသည်ဤကရှိဝနတ်ကြောက်ရာအရက်ဤကသူ၏အကျင်ရာတော်များကြောက်ရာအရက်ဤကရာမဤအရက်ဤကခရစ်နာဤအရက်စသည်ဖြင့်သတ်မှတ်ပြောဆိုကြလေသည်အမှန်မှာထိုမြေကြီးများတလျှောက်ရှိ အမောအမဲ့ပြုရာသတ်မှတ်ထားရာအရက်ဒီသားများတို့မြဖျားမှ မြဝတိုင်အောင်တဖန်မြဝမှမြဖျားတို့တိုင်အောင် မြင့်ဤဝဲရတစ်ပတ်စီရှိနတ်ကုံးများဝေเจ้าများတို့ဖျားဖူးလှဲ့လေသွာလာပြီး၎င်းတို့ဝေပြူုံထိုတီတနှင့်ဆိုင်သောဒဏ္ဍာရီဇလန်းများကိုသွားရောက်လည်လာဖို့အလွန်ကောင်းလှပါသည်ဖျားဖူးများသည်ဤမြလာဝေလံသောခီးသို့ဒေတာနှံသွားရောက်ပြီးဝေပြူကြီးကိုကပြုခဲလှပါသည်၎င်းတို့သည်ထုံမုံမြဲသောမြေကြီးများတစ်လျှောက်တွင်ရှိသောဖျားဝေကျောင်းများသို့သွားရတွင်မိမိတို့အာပန်ရနေရာဌာနတစ်ခုလေးသို့သာသွားရောက်ဝေပြုတတ်ကြသည် မိရည်တဲ့သို့ပန်းများကိုကျဲချခြင်းတန်ရှင်းသောရည်တဲ့သို့ဆင်းပြီးညီချိုးခြင်းထိုးရည်ကိုအိုးငယ်ခွက်ငယ်များဖြင့်မိမိအိမ်သို့ပြန်လည်ယူဆောင်သွားခြင်းများကို ပြုလုပ်တတ်ကြသည်အိန္ဒိယပြည်တွင်အတန်ရှင်းဆုံးအမောမြတ်ဆုံးသောမြစ်သည်ဂင်းဂါမြစ်ဖြစ်သည်အိန္ဒိယတပြည်လုံးကမိခင်ဂင်းဂါဂင်းဂါမာတာဟုခေါ်ကြသည်ဤသို့မောမြတ်သောမြစ်ဖြစ်ရခြင်းအကြောင်းမှာဤမြစ်သည်ကောင်းငယ်မုံရှိ ဘိရှင်နိုးနတ်မင်းဤခြေဖွားအောင်မှစတင်မြေဖျားခံ၍စီစဉ်လာသည်ဟုယူဆသောကြောင့်ဖြစ်သည်ဘိရှင်နိုးမြေခြေဖွားအောက်ကစတင်စီစဉ်ပြီးနောက်ရှီဝနတ်မင်းဤကောင်းပေါ်သို့ကြာကရှီဝနဲ့ဤသဘင်ကိုရှော၍စီစဉ်သော မြေဖြစ်သည်ဟုအယူရှိကြသည်ထိုမြေကြောင်းလျှောက်တွင်အတန်ရှင်းဆုံးအမုံမြတ်ဆုံးဟုယူဆသောနေရာများ၌ဝတ်ပြုရအရာများကိုသတ်မှတ်ထားကြလေသည် ဂင်းကာနှင့်ယမုန်နာမြစ်တို့ဆုံရာ V စာလုံးပုံစံသဲကုန်ရှိရာအရက်သည်မွန်မြတ်သောအရက်ဖြစ်သည် ထိုနေရာတွင်အလာဟဘတ်မြို့ရှိသည် ထိုမြို့သည် မေလဖျားဝဲများကျင်းပရာ နေရာဒေသဖြစ်သည်ဂင်းကာမြစ်ဝဘင်္ဂလားပင်လယ်အော်ရဲသို့စီးဝင်ရာနေရာသည်လည်းမြတ်သောဌာနတစ်ခုဖြစ်သည်အထူးသဖြင့်မြစ်ဝကျွန်းမော်ဒေသရှိ ဆောင်းကာကျွန်းသည်မွန်မြတ်သောနေရာဌာနကြီးတစ်ခုဖြစ်သည် ထိုနေရာတွင်မြတ်သောရေတန်းစင်ပွဲသဘင်ကိုနှစ်ဆန်းတရနေ၌ကျင်းပလေရှိသည်သို့ရာတွင်ဘာလာနသီတို့လည်းဖျားမှုများစွာတ ਾਇ ရောက်ကြပြီလျှင်၎င်းတို့၏အပြစ်များကိုစီးကျွရန်အတွက်ခင်းငါမြည်ရဖြင့်တန့်စင်ကြသည်ဤကဲ့သို့ခင်းငါမြည်သည်သို့ဆင်းပြီးရေချိုးလိုက်ခြင်းအပြင်အတိတ်ကသူတို့ပြုခဲ့သော မကောင်းမှုများအပြစ်များအားလုံးပပျောက်တန့်စင်သွားသည်ဟုယုံကြည်ကြသည် ထို့အပြင်ဂင်းငါမိရဲတဲ့သို့ ခြေချပြီးမှ ရုတ်တရက်သေဆုံးသွားလင်လဲထို့သူသည် ရှိဝါ၏ဒုက္ခဘုံသို့ရောက်သွားသည်ဟုအယူရှိကြလေသည်ဤသူများမှာဂင်းငါမိကိုချိုးလိုက်ခြင်းအဖြစ်အနာယောဂပပျောက်၍ဇာမာရင်ဒုက္ခကိုခံစားရသည်ဟုအယူရှိကြလေသည်ဟိန်းသူများ၏နွားမကို ကာဝယ်စောင့်ရှောက်ခြင်း ဝိညာဉ်ဤတန်တရားလက်ခြင်းသဘောတရားအရေးပါမှုကိုအသိမှတ်ပြုသောဟိန္ဒူပညာရှင်များသည်အလားတူကျေပြန့်သောဘာသာရေးဘဝ၏အသွင်ပြင်ကိုတစ်ခါတည်းရန်အရေးပါသည်ဟုအသိမှတ်မပြုလိုကြပေ။ထိုဘာသာရေးအလေးထားမှာနွားမကိုအလေးမြတ်ပြု၏ကြီးညိုကိုးကွယ်ခြင်းပင်ဖြစ်သည်။ဤဟိန္ဒူဘာသာဝင်တို့၏ထူးခြားသောဘာသာရေးအလေးမြတ်ပြုမှုကိုကသရဲမေရို၏အမိအိန္ဒိယကြောင့်တိုက်ကြီးသုံးလိုက်တွင် ခါသေးသော အငင်းပွားမှုများဖြစ်ပေါ်ခဲ့ပါသည် Mrs. Mayro ကအိန္ဒိယဘာသာဝင်များသည်နွားမကိုအထီးကျန်တကောင်နှင့်အိန္ဒိယပြည်စားရမယ့်တောက်ရမယ့်၆ကန့်နေသော လမ်းများပေါ်တွင်ဒုက္ခအတိဖြင့်ဘေးမဲ့လှူ၍ဂုံပြူကြသည်ဟုရေးခဲ့လေသည် ထို့အခါအိန္ဒိယမှ တုံ့ပြန်မှုသည်ချက်ချင်းပေါ်ပေါက်ခဲ့သည်ထိုတုံ့ပြန်မှုအလုံးသည်သီးမခံနိုင်အောင်အမျက်ထွက်ခြင်းဖြစ်သည် ဟာတမဂန္ဒီလိုပုဂ္ဂိုလ်များကပင်နဝါမကိုကောက်ွယ်ဆောက်ရှောက်ခြင်းဘက်ကခုခံကောက်ွယ်ပြောဆိုခဲ့သည်ဒီကိစ္စသည်ဟိန္ဒူဝါဒ၏ဗဟုအချက်အချကိစ္စဖြစ်သည်ဟိန္ဒူဘာသာဝင်များအလုံး၏ခိုင်မာသောယုံကြည်ချက်ဖြစ်သည်ဟုဆိုခဲ့သည်ထို့ပြင်မှတ်လောက်တားလောက်ဖြစ်အောင် အောက်ပါစကားများဖြင့်ပြောခဲ့လေသည်လူတိုးတက်မှုဖြစ်စဉ်တွင်နဝါမကိုကောက်ွယ်ဆောက်ရှောက်၏ကိစ္စသည် အလွန်အံ့ဖွယ်ကောင်းသောဖြစ်ရပ်တစ်ခုဖြစ်သည်ဟုယူဆသည် ရည်ချက်သည် လူကိုလူအဖြစ်ထက်လွန်ကဲသွားစေသောအချက်ပင်ဖြစ်သည်။နွားမှသည် လူမဟုတ်သောတတ္တလောကကြီးတစ်ခုလုံးဟုအဓိပ္ပာယ်ရသည်။လူသားသည်နွားမှမှတဆင့်တတ္တဝါအလုံးနှင့်မိမိသည်ထတ်တူထမြဖြစ်သည့်သဘောကိုသိစေနိုင်သည်။အိန္ဒိယပြည်သားသမောင်များစွာတို့အဖို့နွားမသည်မိခင်ပင်ဖြစ်သည်နွားမသည်ပင်သနာစရာကောင်းသောကြပြတပုတ်ဖြစ်သည်နွားမကိုကာကွယ်စောင့်ချောက်ရှင်သည် စကားမပြောတတ်သောထာဝရဖခင်ဖန်ဆင်းသောတတ္တဝါအလုံးကို ကာဝယ်စောင့်ရှောက်ခြင်းမိပေသည်။ဤစာ၌ရူးဖြောက်တန်ရှင်းသောခံစားချက်ကို ကောင်းမွန်စွာ တွေ့မြင်ရသည်။သင်္ကေတပြုခြင်းသဘောနှင့်ပတ်သက်၍သာအနှဲငယ်ဆိုွယ်ရှိသည်။နွားမကိုကာဝယ်စောင့်ရှောက်ခြင်းသည်လင်းယုံငှက်နှင့်ခြင်သေးတို့ကိုကာဝယ်စောင့်ရှောက်ခြင်းထက်အကျင့်တီလာသဘောအရမြတ်သည်ဟု ထုတ်မြတ်ထား၏ပြောဆိုခြင်းမှာအကြောင်းမဲ့ပြောဆိုခြင်းမဟုတ်ပေ။ဟိန္ဒူတို့၏သဘောထားသည် မဟာတမဂန္ဒီအထက်တွင်ဖော်ပြခဲ့သောအရေးသားထက်မနှိမ်သောခံယူချက်ဖြင့်ခံယူကြလေသည်။ရှေးကြသောခေတ်က ဟိန္ဒူဘာသာဝင်များသည်နွားမကို ရှ िख ိုးပူဇော်ခဲ့ကြသည်။ဟိန္ဒူတို့၏နွားမကိုရှ िख ိုးကိုးကွယ်မှုနှင့်ပတ်သက်၍မိုနီယာဝီလီယံ၏အရေးသားချက်ကိုဂန္ဒဝင်စာဖြင့် ကိုကားပြောဆိုတတ်ကြသည်ထုံစာမှဤသို့ဖြစ်လေသည်ဒရိษံအားလုံးတို့တွင်နွားမသည် အမျက်ဆုံးဖြစ်သည်နွားမ၏တကိုယ်လုံးတွင်နေရာအနှံ့အပြား၌နတ်များဆောင်းရှောက်ရရှိသည်နွားမကိုယ်တွင်မစတန့်ရှင်းသောအရာဟု၍ထုတ်ပယ်စရာအစိုက်အပိုင်းမြူမျှပင်မရှိထို့မှတစ်ပါးလဲနွားမမထွက်ကြသောသေးရည်သည်ပင်လင်တန့်ရှင်းသောရည်တို့တွင် အမျက်ဆုံးရည်ဖြစ် ထိမ့်သိမ့်အပ်သောအရည်ဖြစ်သည် ထိုရေသည်အပြစ်များကိုပြေပြောက်စေရန်ဖြက်စင်းထိုင်သောရေဖြစ်သည်ထိုရေဖြင့်ထိသည်မြအရာအလုံးတန်ရှင်းစင်ကြယ်စေသည်နွားချီကဲ့သို့သောသန့်သောအရာသည်လည်းအခြားမရှိပေနွားချီများချထားသောတွင်းသည်နောင်ခါ၌မြေသက်မြေကောင်းပြန်ဖြစ်သွားသည်ညဉ့်ညမ်းမှုမရှိပေနွားချီကိုမီးရှို့၍ရသောပြာသည်လည်းတန်ရှင်းသောပြာဖြစ်သည်အစကမတန်ရှင်းသောအရာမှန်များကို ထိုးပြအဖြစ်ပုတ်လျင်တန်ရှင်းစင်ကြဲစီတတ်သည်အပြစ်ကျူးလွန်သူကိုထိုးပြအဖြစ်ပတ်ဖြန်းလိုက်ုံဖြင့်ထိုးသူသည် သူတော်စင်အဖြစ်သို့ရောက်ရှိသွားနိုင်သည်နွားမပြုတ်လို့အသောကုသိုလ်ကောင်းမှုများကိုနွားထီးများသူလည်းထိုက်လျောက်လွှဲပေးနိုင်သည်နွားထီးများကို ရှိဝနမိတ်ဤစု၍ဘေးမဲ့လွတ်ချင်းသူတို့ဘာသာလမ်းများပေါ်တွင်ဘေးမဲ့တွာလာနေစေရင်သည်အလွန်ကုသိုလ်ရသောအလုပ်ဖြစ်သည် မကြာမီကကွယ်လွန်သွားသူကိုရည်စူး၍နွားထီးကိုဗေးမဲ့လှွှတ်ခြင်းကုသိုလ်ကောင်းမှုကိုပြုပါက ထိုပုဂ္ဂိုလ်သည် နောင်တမလွန်ဖြစ်ရပေါ်၌ကြီးမားသောကောင်းကျိုးချမ်းသာကိုခံစားရသည်ဟုယုံကြည်ကြသည်ရှေးခါကမူနွားမကိုတတ်သောသူသည် ကြီးမားသောရာဇဝတ်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟုယူဆခဲ့ကြသည်ဤယူဆကြောင့်ဟိန္ဒူနှင့်မွတ်စလင်တို့ကြားတွင်ကြီးစွာသောအဒီယုံဖြစ်သည့်အကြောင်းဖြစ်ခဲ့သည် ဗီတိရှခေတ်ကဖြစ်သည်။ဤပစနာသည်အိန္ဒိယပြည်တွင် နှစ်စဉ်အေဗရာဟင်ကသားတော်အိုက်ဇက်ကို ထာဝရဘုရားသခင်တန်ဆွတ်လွတ်ပူဇော်သော ကူရဘာနီပွဲသို့ရောက်တိုင်းပေါ်ပေါက်ခဲ့ဘူးလေသည်။နောက်ပိုင်းတွင်အိန္ဒိယပြည်ကို ဟိန္ဒူအပိုင်းမွတ်စလင်အပိုင်းခွဲခြားလိုက်သောအခါမှာဟိန္ဒူများသည်နွားမဝတ်သက်ဖြစ်သောအလေးထားကိုတားမြစ်ပိတ်ပင်ခဲ့ကြသည်။ ိန္ဒိယနိုင်ငံဒေသအလှန့်အပြားတွင်နွားမများကိုပူဇော်သောရာသီသို့ရောက်သောအခါနွားများကိုနတ်သူဆက်သည့်ပွဲများကျင်းပကြသည်နွားများများ၏လေပင်တွင်ပန်းကုံများချိတ်ဆွဲပေးကြသည်နွားမ၏နဖူးပေါ်သို့စီများသွန်လောင်းကြသည်ခြေဖွားခွာများကို ရေဖြင့်သွန်လောင်းကြသည် ထိုအချိန်တွင်ဘေးမှရက်ကြည့်နေကြသော ကြီးညိုသူများ၏မြေဝန်းအစုံတို့တွင်ဂျေဇူးဂရုဏာ မိရေများဖြင့်ပြည့်ရှုံးနေတတ်ပေသည်အိန္ဒိယပြည်ရှိဟိန္ဒူကျေးလက်ဒေသများတွင်နွားချီကိုအနီးနီးအဖုံဖုံအသုံးပြုကြသည်တချို့ကနွားချီကြောက်ကိုလုံစားအဖြစ်အသုံးပြုသည်ကျမ်းမြင်ကိုစေသောရေ၌နွားချီကိုဖြော၍ပိုးသက်စေရေအဖြစ်အသုံးပြုကြသည် ထိုရင်ဖြစ်မည်ကျမ်းမြင်များတကပေါက်များနိုင်ရံများကိုပတ်ဖြန်းကြသည် ရှော့ဂျပွေရှော့ပလာစတာများတွင်လည်း နွားချီးကိုဆေးဖြစ်ရောတုံနီအချို့ကျေးလက်ဒေတာများတွင် လူသေးကန်ဤတွင်ဤဘဝမှသေလွန်သောအခါနောင်ဘဝ၌သူဂရိဘုံဘဝသို့ရောက်ရှိရအတွက်သူအရာကိုပေးပြီးရနေသော နွားမဤအမိကိုစွဲထားရသည်သို့မဟုတ်အခန်းထဲမှနွားမကိုထည့်ထားပြီးထိုနွားမကိုချီထားသောကျူကိုလူနာကစွဲကင်ထားရလေသည်ဤသည်တို့မှာဟိန္ဒူဘာသာဝင်တို့၏နွားမများကို ပူဇော်သောဒလိအယူဆများဖြစ်နေသည်နားဆင်မိခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဖော်ပြပေးတော့မှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ